မင်္ဂလာပါရှင်စင်ဖယ်ဒီလီလိုက်ချန်နယ်မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ဘီအန်ရဲ့ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးအနက်ဆန္ဒပြုပါရစေ။ဒီနေ့တော့ဆရာမောင်သာချိုရဲ့ဝတ္ထုလီတပုတ်ကိုဖတ်ပြခြင်းပါရစေ။ဝတ္ထုလီရဲ့နာမည်ကဘသူက လူအရင်ဖြစ်တာလဲတဲ့။နားထောင်ကြည့်ပါဦးနော်။ဘသူက လူအရင်ဖြစ်တာလဲ။ ူတယောက်ဟာကိုကိုကိုလူလို့လက်ခံဖို့လွယ်သလားခက်သလားလို့မေးရင်ဘလို့ဖြေချလိမ့်မလဲမပြောတတ်ပါဘူးဗျာပြည်သူလူထုကြီးတရက်လုံးအနေနဲ့ငါတို့ဟာရိုးရိုးလူပါပဲဆိုတာလက်ခံဖို့ရလွယ်လင်းတကူရှိနေနိုင်ပေမဲ့အာနာတို့ပါဝါတို့လက်ထဲမှာရှိနေတဲ့သူတချို့မှာတော့လက်ခံရတာနည်းနည်းခက်နေလိမ့်မယ်ထင်ပါတယ်ဆရာကြီးဒေါက်တာတန်ထွန်းဘာသာပြန်နဲ့အရင်ဧကရိအခုလူစာအုပ်ဖတ်ဘူးကြမလားမပြောတတ်ပါဘူး ခေဟောင်းတရုတ်ပြည်ရဲ့နောက်ဆုံးဘုရင်ဖြစ်တဲ့ပူရီအကြောင်းရေးထားတဲ့စာအုပ်ပါကိုဟာ သူ့လိုကိုလိုလူတယောက်ဖြစ်သလားမဖြစ်ဘူးလားဆိုတဲ့ပြဿနာအဲ့ဒီစာအုပ်ထဲမှာပါတာပေါ့တရုတ်ပြည်ပူရီဟာ1906ဖေဖော်ဝါရီ9ရက်မှာမွေးပြီး1969အောက်တိုဘာ18ရက်မှာအနိမ့်ဆရောက်တဲ့သူပါသူကသူ့အဖြစ်ကိုစာအုပ်ဖြစ်အောင်ရေးခဲ့တဲ့သူပါ 1949မှာတရုတ်ကွန်မြူနစ်ပါတီကတရုတ်ပြည်ကြီးကိုအစ်စ်ပုံသွင်းတဲ့အခါအရင်ကဘရင်ဖြစ်ခဲ့တဲ့ပူရီဟာအချင်းနောင်တွေကို10နှစ်လောက်ရောက်သွားခဲ့ပါတယ်။နောက်မှကွန်မြူနစ်ပါတီကပြန်လွှတ်ပြီးခဲ့တာပါ။အဲ့ဒီထောင်ထဲမှာပဲပူရီဟာသူ့ကိုယ်သူတခြားလူတွေနဲ့ဘာမှမချားနာတဲ့လူတော်ဝတအူအဖြစ် လက်ခံတဘောပေါက်သွားခဲ့ရတာပါ။အဲ့ဒီဇက်ကြီးကို The Last Empire ရဲ့လို့ရုပ်ရှင်ရိုက်ပြီးလူတွေကိုပြလိုက်တဲ့အခါကဘာကျော်သွားခဲ့ရပါတယ်။အော့စကာကိုးစုရတဲ့ရုပ်ရှင်ပေါ့။ရုပ်ရှင်ကြီးတော့ပူရီဟာလူဖြစ်မဖြစ်လွန်ဆွဲတဲ့အခန်းကလေးတွေစိတ်ထဲမှာစွဲနေပါတယ်။ဆိုကြပါစို့။ပူရီမျက်စိမှုန်တဲ့အခန်းပူရီကမျက်စိမှုန်တာကြောင့်မျက်မှန်တက်ဖို့စီစဉ်တဲ့အခါနန်းတော်ကခွင့်မပြုနိုင်ဘူးတဲ့။အကြောင်းပြချက်က တင်ဟာဧကရစ်ဆိုလားဘယင်ဆိုလားကျွန်တော်ပြောမိပါရဲ့ဧကရစ်ဆိုရင်မျက်စိမမှုံရတော့ဘူးတဲ့လားတောမချိုးရတော့ဘူးတဲ့လားသပင်းမဖြူရတော့ဘူးတဲ့လားဧကရစ်ကရော လူမဟုတ်ဘူးလားအချင်းဆန်ရက်တွေထဲမှာပူဟီဟာပြဲနေတဲ့ကိုအိုဘက်ကို ကိုဘသားကိုချုံသွားရိုက်စီကိုကိုဘသားကိုညှက်ကိုအိယာကိုခင်းရင်ကကိုဟာလေလူပါလားဆိုတာ သဘောပေါက်စာပြုလာခဲ့တာပါကိုဖွင့်တဲ့တကောင်ကိုကိုဘာသာပြန်ပေးကိုကြောင့်ပေးကြံသွားတဲ့ចမ်းပြင်ကို ကိုဘာသာကိုပြန်တုတ်ရင်းကငါဟာလူပါလားဆိုတာကိုဘဝင်ကြကြနဲ့ပူကြီးနားလေသွားတာပါပူကြီးသူ့ကိုယ်သူလူဖြစ်ကြောင်းကောင်းကောင်းကြီးသိသွားတဲ့နေ့မှာကွန်မြူနစ်ပါတီကထောင်ကနေလွှတ်ပေးလိုက်တာပါပေကျင်းရဲ့လူအုပ်ကြီးထဲမှာပူရီစပိန်တစည်းနဲ့ဒါပေါ့ လူဆိုရင်စပိန်လဲနင်းတန်နေရမှာပေါ့။အော်ကိုကိုကိုလူလို့လက်ခံဖို့ရာ ခက်လိုက်တာ။တခါကအငိမ့်စားပညာရေးအရာရှိကြီးတယောက်နဲ့တွေ့တဲ့အခါ "तू ကအစိုးရဆိုတဲ့စကားလုံးဘယ်တော့ငါစပြီးသုံးတယ်လေဗျာ"တဲ့။ကျွန်တော်မကြိုက်ဘူးဗျာတဲ့။အင်္ဂလိပ်လိုမှာ government ဆိုတာက အုပ်ချုပ်သူဆိုတဲ့အနက်ထွက်တာမျိုးကြိုက်တယ်ဗျာတဲ့။ ဘယ်အရာမှအစိုးမရနိုင်ပါဘူးဆိုတဲ့ဗုဒ္ဓရဲ့ဓမ္မကိုကြဲကြဲပြန့်ပြန့်လက်ခံထားတဲ့နိုင်ငံမှာမှအစိုးရပါတယ်လို့စိတ်ကြီးဝင်နေတာဟာတရားမရှိတာနဲ့တူးမနေဘူးလားဗျာတဲ့ဟုတ်တာပေါ့အဝိဇ္ဇာဆန္ဒပေါ့မှောင်တာပေါ့တကယ်တကယ်ကတော့မြန်မာပြည်တွေ လက်ထက်ကလေးကစပြီးသုံးခဲ့ကြတာပါသူနာဗရန္ဒတိုင်းတံပဒီပတိုင်း ယတနာပူမန္တလေးရွှေပြည်တော်ကြီးနှင့်တကွအမရပူရပြည်ယတနာပူရပြည်ယတနာတိန်ခပြည်ဆေယပူရပြည်မြင်ဆိုင်ပြည်ဝိဆရာပူရပြည်စသောတိုင်းကြီးပြည်ကြီးထီဆောင်မင်းတကာတို့အစိုးရတော်မူသောလက်နက်စကြသခင်ဆိုတာမျိုးပေါ့ဘရင်တွေက သူတို့ဟာအားလုံးကိုအစိုးရတယ်လို့ထင်နေကြတာရွှေတွင်ငွေတွင်ပရင်ဒုတ်တာသူတို့ဟာ ကုန်းမောင်ခင်မှာကင်းဝင်မင်းကြီးဦးကောင်းတို့လိုပုံကိုယ်တွေအင်္ဂလန်ကိုသွားတာပြင်သစ်ကိုသွားတာဥချိန်တို့လိုပုံကိုယ်တွေပေါ်တူဂီစပိန်အီတလီသွားတာခီးသွားမှတ်တမ်းစာပေတွေမှာဖတ်ရပါတယ်ဓာတ်ပုံတွေဘာတွေကြည့်ရတဲ့အခါကျတော့ပြုံးမိတာအမှန်ပါပဲပြင်သစ်တို့အင်္ဂလိပ်တို့စတဲ့သူတို့တွေသူတို့တွေကရှက်အင်းကြီးနဲ့ကုတ်နဲ့ဘောင်းမီရှိနဲ့ရှုနေကျွန်တော်တို့မြန်မာပြည်ရဲ့တန်အဖွဲ့က ဆက်ထဲကနတ်သားတို့ဝစ်စားထားသလိုချက်ဝစ်တစားတွားတရားတွေနဲ့မောက်တူမောက်ရှည်တွေနဲ့အချွန်အတက်တွေနဲ့ပြိုးပြိုးပြက်ပြက်တွေနဲ့တောက်တောက်ပါပါတွေနဲ့လူမဟုတ်သလိုပဲတကိုးရှင်ဆန့်လွန်နေသလိုပဲဒါမှမဟုတ်ရိုးရိုးလူတွေထက်တခုခုပိုထူးနေသလိုပဲငါတို့ဟာတခြားလူတွေနဲ့အတူတူပါလို့လက်သင့်ခံမှုရာနှောင့်နှေးနေသလိုပဲ အာနာရှင်ခင်မာလေအစိုးရဆိုသူများဟာဒီအတိုင်းပါပဲသူကိုယ်သူအမိန်ပေးပိုင်ခွင့်ရှိသူလို့ယူဆတယ်သူလက်ညှိုးညွှန်ရာဟာရေးဖြစ်ရမှာပဲလို့ယုံကြည်တယ်သူစိတ်ဆန္ဒရှိရာကို သူသူငါငါတွေကအကျွမ်းမဲ့ဖြည့်ဆည်းပေးရမယ်လို့သဘောထားတယ်သူရှိရောက်သူမှန်သမျှဟာဒူးထောက်ယိုကြိုးပြီးရှင်ခိုးဖို့ရအတွက်သူ့မှာတကိုးတစ်ခုခုရှိနေတယ်လို့သူကလက်ခံတယ် အဲ့ဒါလူမဖြစ်နိုင်တဲ့စိတ်ထားပေါ့တရုတ်ရဲ့နောက်ဆုံးဧကရပူရီကိုလူဖြစ်သွားအောင်ကွန်မြူနစ်ပါတီကလှုပ်ထည့်လိုက်တာပါအခုခေတ်မှာတော့အစိုးရတွေကိုခမားတို့ကိုကျုပ်တို့ကရွေးထားတာဆိုပြီးလွတ်မထွက်သွားဖို့ရအတွက်လူတို့ကဖန်တီးနိုင်ခဲ့ပါပြီလူတွေဟာကိုလူဖြစ်ကြောင်းသိတယ်ဆိုတာကောင်းတာပါပဲလေ အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။